Hello အလုံးမင်္ဂလာပါ United ရှိဦးကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ကတော့လက်ရှိဂိုးသမားနေရာကိုထပ်ပြီးတော့ကျွန်တော်တို့ဒီအပြိုင်ဆိုင်ဖြစ်ဖို့ Lemans ရဲ့နေရာကိုလူယူနိုင်မဲ့ဂိုးသမားကိုကျွန်တော်ပေါ့နော်။ဒါပြန်ရှားနေတယ်။သူတမင်အဲ့ဒီတဲကမှတို့အငှားချထားတဲ့ Vidic ကိုပြန်ပြီးတော့ခေါ်ဖို့အတွက်ဆွေးနွေးနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့အဓိကတော့သူလက်ရှိမှာပေါ့နော်ဒါ Sulia Rapoya ဆိုရင် Manchester United ကလာမယ့်ရာသီအတွင်း Lammers နဲ့အပြိုင်ဖြစ်လာဖို့အတွက်ဂုဒမာ Vidic ကိုအသင်းမှာပြန်ခေါ်ဖို့အတွက်ဆွေးနွေးနေပြီဖြစ်တယ်ပေါ့နော်အဲ Vidic ကလက်ရှိမှာဆိုလို့ရှိရင် Championship ကလပ်ဖြစ်တဲ့ Bristol City မှာအငှားနဲ့ကစားနေတာအဲ့တော့သူရဲ့ဟိုတိုးတက်မှုတွေကိုလည်းကျွန်တော်တို့ဒါအသင်းဘက်ကတော်တော်လေးကိုသဘောကျတဲ့နေမှာပါတယ်ပေါ့လေဒါပြင် Championship Club တွေ Premier League Club တွေတချို့တွေကလည်း အဲကိုသမားဗစ်တက်ကိုလူချင်းနေကြတဲ့တဲမှာပါတယ်။ဘာမြဲလို့အကယ်လို့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကသာအခွင့်အရေးဆက်ပြီးတော့ပြီးမယ်ဆိုလို့ရှိရင်သူကယူနိုက်တက်မှာဆက်ပြီးတော့ရှိကျင်နေပေါ့။ဒါကြောင့်ယူနိုက်တက်ရဲ့ဘက်ကတော့ဟိုလာမယ့်ရာသီမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေးကြည့်ရရင်ဦးနနာကိုလည်းကျွန်တော်တို့ကလက်လွတ်ဖို့ကြိုးပမ်းမယ်။ပြီးရင်ဘိုင်နာကိုလည်းကျွန်တော်လက်လွတ်ဖို့ကြိုးပမ်းမယ်အခြေအနေမျိုးမှာလမ်မန်စ်တယောက်လောက်ပဲကျွန်တော်တို့ကရှိတော့မှာ အဲ့တော့ lemons နဲ့အပြိုင်ပဲဖြစ်ဖြစ် lemons အတွက်ဒုတိယနေရာကိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဂိုးသမားတယောက်ကလူတယ်ဗျာကျွန်တော်မှဒါတော့မှ2 medium ကိုဘာလို့အုံးမလဲကျွန်တော်မသိသေးဘူးအဓိကအသင်းတင်းမှာပြိုင်ပွဲစုံကစားရတယ်ဆိုလို့ချင်းဂိုးသမားက3ရောင်းလောက်ကျွန်တော်ရှိမှအဆင်ပြေမှာပေါ့နော်တတိယဦးစားပေးလောက်အထိဆိုတော့အသင်းမှာကလက်ရှိအနေအထားကိုကျွန်တော်ချင်း lemons လောက်ပဲကျွန်တော်ရှိတာအဲ့တော့ဘာမှမသိကြဘူးဆိုတော့ lemons ကိုကျွန်တော်ကလူတယ်နော် lemons ကိုလူတယ်ဆိုတော့အဲဒီနေရာမှာ အဲလမ်းမင်းစနေရဟိုလာလူမဲ့ကစားမမျိုးလေရှီအောင်မပါလေအခုကကောင်းသည်ဖြစ်စီမကောင်းသည်ဖြစ်စီသူ့ပဲတုံးနေရတယ်ဆိုလို့ရှိရင်တော့အတင်းအတွက်ရွေးချယ်စရာမရှိဘူးပေါ့အဲ့တော့ United က Vitek ကိုပြန်ခေါ်ဖို့ကျွန်တော်လှုပ်ထားတယ်ဒါက DR ဒီမဟုတ်ဘူးပေါ့နော် DR ဒီကတော့ကျွန်တော်တို့ပြန်ခေါ်လို့မရဘူးဘာကြောင့်လဲဆိုတော့မခေါ်သင့်ဘူးပေါ့နော်အဲဒီကုသမားကိုကျွန်တော်တို့ကအစင်ပြောင်းလို့သူ့ကိုကျွန်တော်တို့ပေါ့နော်နေရနေရဗာလေဒီလက်လွတ်ထားတယ်နော်အငှားချထားတယ်ပေါ့သူကလေသူကနေသူတိုးတက်နေတယ်ကိုအတင်းကိုရောက်လာပြီဆိုလို့ရှိရင် ကျွန်တော်တို့ကဒီအဆင်မပြေဘူးဗျာပြိုင်ပွဲကတပတ်မှတပွဲပဲကစားနေရတော့ဒီကုသမလေးရဲ့လက်ဆွဲဒီကုသမလေးကိုအခွင့်အရေးပေးဖို့ကျွန်တော်ဘာမှတွေးရမှာမဟုတ်ဘူးဆိုတော့လက်ရှိတရားကြီးတော့ပြန်မခေါ်တင်ဘူးတိုးတိုးလည်းပဲလာမယ့်ယာဒီအတွက်ဆိုရင်တော့အတင်းဘက်ကပြန်ခေါ်ဖို့တွေကျူးပန်းနေတယ်ဗောနော်သူ့ကိုလည်းကျွန်တော်ကတရားဒီအငှားချရတာဖြစ်ရတယ်2026ခုနှစ်ရဲ့ဂျွန်ဂျူလိုင်လောက်မှာသူကစာချုပ်တက်တဲ့ငါကုမ္ပဏီပရစ်စတိုးနေကအိုက်ကြိုင်ကလပ်အသင်းကိုသူပြန်ရောက်လာမှာအဲ့တော့ဒီကုသမလေးပတ်သက်လို့ရှိရင်ဗောနော် အသင်းကပြန်ခေါ်ဖို့ဆွေးနွေးနေတယ်ပေါ့အဓိကဆွေးနွေးနေတယ်ဆိုတာ Bristol City နဲ့ဆွေးနွေးတာမဟုတ်ဘဲနဲ့အသင်းတာဝန်ရှိသူတွေကြားတယ်ဖြစ်ပုံရပါတယ်နော်ကိုသမားကအလောက်ကြီးကြီးကောင်းတာမဟုတ်ပြီမဲ့လို့လမ်းမင်းဆက်နေရာကိုလူယူဖို့လို့ဟလာနော်ပြီးရင်အသင်းကဒီကိုသမားရဲ့ဖြစ်သူရဲ့တိုးတက်မှုတွေကိုသဘောကျတဲ့အတွက်သူ့ကိုပြန်ပြီးတော့နေရာပေးဖို့နဲ့ပတ်သက်လို့ရှိရင်ဒါ တကယ်ကောင်းနေထည့်နေတာလည်းပါမှာပေါ့အဲဒါကြောင့်လည်းတာဝန်ရှိသူတွေကြားထဲမှာဆွေးနွေးနေကြတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်သူလည်း22နှစ်ပဲကျွန်တော်ရှိသေးတာပေါ့နော်လမ်မန်စနေကတိတ်ပြီးတော့ဘာမှကွာတာမဟုတ်ဘူးဆိုတော့သူရာပူကောင်းအောင်လုံနိုင်နေဆိုရင်အသင်းမှာနေရာရနိုင်စွမ်းကျွန်တော်ရှိတယ်ဒါအပြင်သူ့ကိုလည်းပဲပရီးမီးယားလိဂ်ကလပ်တွေတခြားချန်ပီယံရှစ်ကလပ်တွေကလိုချင်နေတယ်ဆိုတော့ United အတွက်ကတကယ်အဲ့ဒီအသင်းတွေကိုလက်လွတ်မလာဒါမှမဟုတ်ကိုအသင်းကိုပြန်ခေါ်ချင်လားဆိုတော့တိကျဆုံးဖြတ်မှရမှာဒါအပြင်ဒီကောင်လေးရဲ့သူ့ရဲ့နိုင်ငံဖြစ်တဲ့ Czech Republic မှာလည်းပေါ့နော် United တွေဘာကြီးမှသူကစားနေတယ်ဗောနော်အဲ့တော့ Manchester United နဲ့ Everton အကြီးကြီးတဲ့ကစားမတစ်ယောက်ပါဆိုတော့ဒီကအဲ့ဒါအရေးကြီးလာနိုင်တဲ့ကစားမတစ်ယောက်ပေါ့နော်။ဒါကြောင့်ဗစ်တန်နဲ့ပတ်သက်ပြီးတော့အတင်းမကပြန်ပြီးတော့ခေါ်မလားဆိုတာပဲကျွန်တော်တို့ကြည့်ရမယ်။ဆိုတော့ဒီဒါအပြင်ဘယ်လိုပြောမလဲဒီအတင်းဘက်ကတော့လာမယ့်ရာသီမှာဆိုလို့ရှိရင် Champions League တွေပါတယ်ပေါ့နော်။ဟိုဘယ်လိုပြောမလဲအမှန်ကန်ပြန်ပြီးတော့ဝင်ဖို့ကြိုးပမ်းနေတာ။အဲ့လိုဝင်လာပြီးဆိုလို့ရှိရင်အတင်းအနေနဲ့ လူစင်းတွေကအဖက်ဖက်ကပြန်ပြီးတော့ဖြည့်မှရမှာအခုလိုမျိုးတနေရာမှာတယောက်နှစ်ယောက်လောက်နဲ့အဆင်မပြေတော့ဘူးဗောနော်ဒါကြောင့်ကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့အခုဒီရာဒီမှာဆိုလို့ရှိရင်တော့အဲဘရစ်စတိုးအတွက်သူက15ပွဲတိသူကစားပေးထားပါတယ်ချန်ပီယံရှစ်မှာလေအဲတော့ဒါဒီအချိန်ကြီးကောင်းတစ်ခုပဲကျွန်တော်ဒါအမြဲတမ်းတော့ပွဲကစားဝင်သူရနေတယ်ပွဲကစားဝင်ရနေတယ်ဆိုလို့ရှိရင်အတိုင်းတိုင်းတကူတိသူတိုးတက်လာမှာပဲအဲတော့ဒါကြောင့်ကျွန်တော်စောင့်ကြည့်ရမယ်ဗောနော်ညရောတော့ဒီမှာဆိုလို့ရှိရင်ဒါကအသင်းဘက်ကတော့ဒီလမ်းမင်းစင်နေရာကိုကျွန်တော်ကဖိအားပေးမဲ့သူလိုချင်နေတာနော် တကယ်ရအောင်ခေါ်မလားကျွန်တော်ကြည့်ရမယ်ညီကလို့ရောဘလူမင်းညလည်းတခြားကုသမားတယောက်ကိုကျွန်တော်ပြောင်းခေါ်သင့်တယ်လို့ထင်လားဒါမှမဟုတ် Vitek တို့ဘာလို့ကိုပဲပြန်ပြီးတော့ဒါခေါ်သင့်တယ်လို့ထင်ကြလားအတင်းစာချုပ်အငှားစာချုပ်တရန်ကုန်သွားတဲ့ကဆွေးနွေးကြပါဦးကြည့်ကြည့်ပါပြီညီကမြားလုံးကိုကျေးဇူးများကြီးတင်ပါတယ်